ူတချို့ရှိတယ်ကို့အနာမှာမိမတွေတယုံယုံနဲ့ဝိုင်းဝိုင်းလှဲ့နေတာကို အထာတွေပြီးပြီးခြေနဲ့ဂုံယူနေတတဲ့ယောက်ျားမျိုးပေါ့ဒါပေမဲ့ယောက်ျားပိသားတဲ့စိတ်ဓာတ်ရှိသူတွေကတော့ဂုံမယူတတ်တဲ့အပြင်ချက်တောင်ချက်တက်ပါသေးတယ်တကယ်တော့သူ့နားကတယုံယုံနဲ့ရင်အောင်တလို့အုံနေတဲ့မိမတွေကတန်ဖိုးမချိတာတွေဆိုတာသူမသိချတာလားမသိချင်အောင် ตายနေတာလားတော့မသိပါဘူးတာမန်ယောက်ျားတယောက်ရဲ့အနာချီးကဲ့ရဲ့မျက်စိရှိခလုံးမတိုက်တိုက်အောင်ဖြက်ဖြက်လူနေတာကတော့ဘလူမိမမျိုးတွေလဲဆိုတာညံချီးတဲ့သူတိုင်းသိသင့်ပါတယ်ဒါကြောင့်မိမကြီးငယ်တွေလာညော်ပြနေလို့ကိုကိုကိုရိုးချင်အောင်မအူမလဲလုံနေမဲစားဘာလို့အတင်းလာနှုတ်ဆက်ရှိကဲ့နေရတာလဲဆိုတာတော့စဉ်းစားဖို့လိုလာပြီပေါ့ ကိုရုပ်ကအရန်ချောနေလို့လားလို့တွေးနေမဲစားအပေါ်စားဆန်ဆန်မိမာတွေကိုအနာမလာဤနေတာဂုံယူသိရင်လားဆိုတာတော့ဒီဖို့ကောင်းတာပေါ့ဒါမှမဟုတ်ရင်တော့တွေ့သမျှမိမာတွေနဲ့အနောက်မလော့အသွာမလော့ပြောနေလုံနေပြီလို့အပေါ်စားဆန်နေလားဆိုတာတွေးကြည့်သင်ပါတယ်တကယ်တန်ဖိုးရှိတဲ့ယောက်ျားတယောက်ဟာတွေ့လာသမျှမိမာတကာကို အရှက်မရှိ အီမနီတက်ဖို့ဆိုတာလေးတော့တော့နားလေတက်မယ်ဆိုရင် မိမတွေမှအိမ်တွေတိတ်ခါနဲ့နေရမှာမဟုတ်ပါဘူးယောက်ျားတွေလည်းယောက်ျားကောင်းတယောက်ရဲ့တိတ်ခါနဲ့ညီနေထိုင်တက်ရပါမယ်တကယ်တော့တန်ဖိုးရှိတဲ့ယောက်ျားတန်ဖိုးရှိတဲ့မိမဆိုတာလူတကာချီးကပ်တာကိုမနစ်သက်ကြပါဘူးကိုအနာဝိုင်းဝိုင်းလည်နေတာကို မနှဲရှောင်တိန်နေရပါတယ်လို့ဂုံယူပြောဆိုနေတာဟာလေချက်စရာဖြစ်နေတတ်ပြီး ယောက်ျားတစ်ယောက်ရဲ့ဂုံသိက္ခာဆိုတာကို နားလေတရားမှာဖြစ်ပါတယ်။တခါတော့ကခဏခဏစကားများတက်ကြတဲ့လင်းများနှစ်ယောက်ရှိတယ်။ဒါပေမဲ့စကားများကြတဲ့အခေါက်တိုင်းယောက်ျားဖြစ်သူကအချော့ပေးတက်တယ်။တခါမှတော့အမျိုးသမီးကသူ့ယောက်ျားကိုထူဆန်းလို့မေးလာမိတယ်။ယောက်ျားကြီးရန်ဖြစ်တိုင်းရှင်ပါလို့ကျမကို အချော့ပေးတာလေ။တခါတလေကျကျမဘက်ကမားတာလေးရှိတယ်လေ။ သူယောက်ျားဒီလိုပြန်ပြေးတယ်။မင်းကကိုမိန်မလေးကွာ။ဘာပဲဖြစ်ဖြစ်ရှေးဘွားကရေဆက်ကြုံလို့ဒီဘွားမှလင်မယားလာဖြစ်ကြတာ။ကိုပြောတာနိုင်သွားတော့ရော။ဘာထူးမှလဲ။စကားနိုင်ပေမဲ့ချစ်ချင်းမြတ်တာခြုံသွားမှလေ။ဒီဟာတော့ကိုအချုံးမခံနိုင်ဘူး။တယောက်ကဆူလိုက်။တယောက်ကရေလိုက်။တယောက်ကစိတ်တူလိုက်။တယောက်ကချော်လိုက်။တကယ်လို့လူတယောက်ကအမြဲတမ်းအချုံးပေးနေရတယ်ဆို။ သူစကားပြောမကြွန့်ကျင်လို့မဟုတ်ဘူးတဖက်သားကိုအနာကျင်ဆုံးဖြစ်စီမဲ့စကားမျိုး ပြောမထွက်ရလို့ပေါ့တယောက်ယောက်တော့အချုံးပေးနေမှနှစ်ယောက်လုံးပျော်ရွှင်နိုင်ပါလေစကားနိုင်သွားပြီမဲ့ချစ်ချင်းမြတ်တာကိုတော့ဆုံချုံသွားရလိမ့်မယ်ဒီအရာကိုတော့ငါတို့အချုံးမခံနိုင်ပါဘူးတဲ့